စ္စမာလာ20ရင်းကထုတ်ပြန်ခဲ့တဲ့တအူးချစ်မော်တော်ယာဉ်ပါမစ်တင်သွင်းခွင့်ရပ်ဆိုင်းပြီးနောက်ကားစီးကွက်အတွင်းမှာ free permit စီးတဲ့ဆောင်ကိုကျပ်သိန်း30နီးပါးအထိမြင့်တက်လာတယ်လို့ကားရောင်းဝယ်ရေးအတိုင်းဝိုင်းကနေသိရပါဗျ။ နေပြည်တော်မှာရှိတဲ့စီးပွားရေးနဲ့ကုသရေးဝန်ဝင်ကြီးဌာနကတအူးချင်းမော်တော်ယာဉ်တင်သွင်းခွင့်ပါမယ်ရှောက်ထားမှုနဲ့ပတ်သက်ပြီးဆောင်ရွက်ပေးရမှာမှတ်ပုံတင်အတူတွေအိမ်နောင်စုစည်ရင်ပုံစံ၁၀အတူတွေပြည်ထုတ်တာတွေကိုစစ်စစ်တွေ့ရှိရတဲ့အတွက်ဒီဇင်ဘာလ20ရက်နေ့ကစတင်ပြီးတအူးချင်းမော်တော်ယာဉ်ပါမယ်တင်သွင်းခွင့်ကိုရပ်ဆိုင်းခဲ့လို့သိရပါတယ်ဒီလိုတအူးချင်းမော်တော်ယာဉ်ပါမယ်တင်သွင်းခွင့်ကိုရပ်ဆိုင်းလိုက်တဲ့အတွက် free permit ဈေးတွေဟာကျပ်25သိန်းကနေကျပ်သိန်း30နီးပါးထိမြင့်တက်လာတယ်လို့မော်တော်ယာဉ်ထုတ်လုပ်ရေးနဲ့ဖြန့်ဖြူးရောင်းချရေးအသင်းဒုတိယ ရဥက္ကဋ္ဌဦးရံမျိုးအောင်ကအခုလိုပဲ ပြောပါတယ်ရေဝင်ဟောင်းစနစ်စေးကတော့မတက်ဘူးဒီတိုင်းပဲနည်းနည်းအေးတယ်ဗောနော်114တင်း115တင်းအရင်အပတ်လောက်ကပဲ free permit စေးကတော့တက်သွားတယ်သူကငါးနေပြီးတော့28လောက်ဖြစ်သွားတာပေါ့နော်28လောက်တော့ရောင်းဝယ်ဖြစ်တယ်တချို့ကလည်း30လောက်ခေါင်းနေရရှိပါမင်းပိတ်လိုက်တော့ဒီပိတ်လိုက်တော့အပြင်မှာတွက်ပြီးသားပါမစ်တရားစီးတက်သွားတာပေါ့စလစ်ကတော့ရေရောင်းစလစ်ကတော့အရင်တိုင်းပဲလက်ရှိစလစ်စီမှာလည်းကြက်သိန်း100ကျော်ရှိနေပြီးအရောင်းဝယ်အေးလျက်ရှိရလို့သိရပါဗျ